အရင်အစိုးရလက်ထက်မှာခန့်အပ်ခဲ့တဲ့ရက်ွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုတွေကိုပြန်လည်ရွေးချယ်ခန့်အပ်ဖို့ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့နိုင်ငံတော်သမ္မတရုံးကပြည်ထောင်ရေးဝန်ကြီးဌာနကိုဧပြီလ22ရက်နေ့ကပေးပို့တဲ့ လျှို့ဝှက်အဆင့်စားမှာအကြောင်းကြားထားပါတယ်။ဦးသိန်းစိန်အစိုးရလက်ထက်မှာရက်ွက်အုပ်ချုပ်ရေးမှုတွေကိုအရင်စလိုခန့်အပ်ခဲ့တာနဲ့ပတ်သက်ပြီးဆန္ဒပြမှုတွေနဲ့ဝေဖန်မှုတွေရှိခဲ့တယ်လို့အစ်စ်ပြန်လဲရွေးချယ်ဖို့တောင်းဆိုမှုတွေလည်းရှိနေပါတယ်။အစိုးရရဲ့လက်ထက်မှာကြေးရွာရက်ွက်အုပ်ချုပ်ရေးမှုတွေကိုပြန်လည်ရွေးချယ်ခန့်အပ်ဖို့နိုင်ငံတော်သမ္မတရုံးကပြည်ထရေးဝန်ကြီးဌာနကိုညွှန်ကြားတာနဲ့ပတ်သက်ပြီးတရားလွှတ်တော်ရှေ့နေဥက္ကဋ္ဌကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါမယ်ရှင်။အဟုတ်ကဲ့ဥက္ကဋ္ဌရှင် ဒီအုပ်ချုပ်ရေးပိုင်းမှာအခြေခံအကြဆုံးဖြစ်တဲ့ခန့်အပ်ထားပြီးသားရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှုတွေကို ပြန်လဲရွေးချယ်ဖို့လုပ်တာဟာဘာကြောင့်လုပ်တာလို့ထင်ပါလဲရှင်အဲခန့်အပ်ထားပြီးသားကျွန်တော်ရက်ွက်အုပ်ချုပ်ရေးမှုတွေကိုပြန်ပြီးတော့ရွေးဖို့လုပ်တာဟာစနစ်တကျနဲ့တရားသဖြင့်ဖြစ်ဖို့ရဲ့ဥပဒေနဲ့အညီဖြစ်ဖို့ရဲ့ဒီအကြောင်းတွေကြောင့်လုပ်တာပါ နောက်တစ်ခုတချို့ဒီသတိမထားမိတဲ့အချက်ရှိပါတယ်အဲ့ဒါဘာလို့ဆိုတော့ကျွန်တော်တို့ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းမှာကျွန်တော်တို့တိုင်းပြည်ကိုပေးထားတဲ့ဂရုရှိပါတယ်အဲ့ဒါကအုပ်ချုပ်ရေးစနစ်ကိုလည်းတကယ့်ပြည်သူတွေဘဝလုံခြုံမှုရှိတဲ့အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်အောင်တို့ reform ပေါ့နော်ပြုပြင်ပြောင်းလဲရေးအုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုတဲ့ဂရုရှိပါတယ်အဲ့ဒီဂရုကိုစပြီးအကောင့်ထဲပေါ်တဲ့အနေနဲ့လည်းပဲလုပ်တယ်လို့မှတ်ယူလို့ရပါတယ်ဒါအခြေခံကနေစပြီးတော့ပြုပြင်ပြောင်းလဲရေးလုပ်တဲ့သဘောပါ ။ဘာကြောင့်လို့ဆိုတော့ကျွန်တော်တို့ဒီပထမပိုင်းမှာဒီရွေးကောက်ပွဲပေါ့နော်ဒီရက်ွက်အုပ်ချုပ်ရေးမှုတွေကိုရွေးကောက်ပွဲလုပ်ဖို့တက်တန်းတတ်မှတ်ချက်ကပြည်သူ့လွတ်တော်တက်တန်းနဲ့ချိတ်ဆက်ထားပါတယ်။အဲ့တော့ပြည်သူ့လွတ်တော်တက်တန်းနဲ့ချိတ်ဆက်ထားတယ်ဆိုတော့ပြည်သူ့လွတ်တော်တက်တန်းဟာ2016 January 31ရက်နေ့မှာကုံမာဖြစ်တဲ့အတွက်ဒီမတိုင်မီ အပီးရွေးဖို့ဖြစ်နိုင်သမျှအများဆုံးရွေးဖို့ဆိုပြီးတော့အရင်ကျွန်တော်တို့ဒီအာနာမလွဲခင် ပြည်ထောင်စုဝန်ကြီးဌာနကနေစင်ငယ်စင်ငယ် ညွန်ကြားချက်တွေထုတ်ပြီးတော့ရွေးကောက်ပွဲကိုအမြန်လှုပ်စေတယ်အဲ့တော့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ပြည်သူ့လွတ်တော်လည်းပဲဥပဒေကိုပြန်ပြင်ပါတယ်အဲ့တော့ဘယ်လိုပြင်လိုက်တုံးဆိုတော့ရက်ွက်အုပ်ချုပ်ရေးမှူးရဲ့တက်တန်းဟာနိုင်ငံတော်သမ္မတရဲ့တက်တန်းအတိုင်းဖြစ်တယ်လို့သူကပြင်လိုက်ပါတယ်အဲ့တော့ပြင်လိုက်တဲ့အခါကျတော့နိုင်ငံတော်သမ္မတရဲ့တက်တန်းကကုံမာကမတ်လ30နဲ့တရက်နေ့မှာမှကုံမာအဲ့တော့ကျွန်တော်တို့အရင်စလို့ရွေးစရာအကြောင်းကမရှိဘူးအဲ့တော့ဒီလိုအခြေအနေမျိုးမှာဒီရွေးကောက်ပွဲမှာရှုံးသွားပြီဆိုတာကို သိပါလျက်နဲ့ကျွန်တော်တို့ဒီရက်ွက်အုပ်ချုပ်ရေးမှုတွေကိုဒီရှုံးသွားတဲ့အစိုးရအဖွဲ့ကနေပြီးတော့မှအတင်းအတွန်းအားပေးပြီးတော့မှရွေးချယ်ခိုင်းတာတွေလုပ်တယ်အဲ့တော့အဲ့ဒီလိုရွေးချယ်တဲ့နေရာမှာမတရားတာတွေကျွန်တော်တို့တော်တော်များများတွေ့ရတယ်အဲ့ဒီအချိန်ကအများကြီးပဲကျွန်တော်ရှီကိုဖုန်းဆက်ပြီးမေးတာတွေတိုင်တာတွေတို့လုပ်ပါတယ်အဲ့ဒါကဘာလို့ဆိုတော့တို့ဒီလိုလားတာပေါ့နော်ဒီပြေးခိုင်ဖြိုးကိုလိုလားတဲ့သူတွေကိုပါဝင်ရေးဆိုတဲ့ဒီလိုအခြေခံသဘောနဲ့တို့လုပ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ် ဟုတ်ကဲ့အန်ကယ်အဲ့ဒါဆိုရင်အခုပြန်ပြီးတော့ဒီအုပ်ချုပ်ရေးမှုနေရာတွေကိုပြန်ရွေးဖို့လုပ်တာကိုပြည်ထောင်စုဝန်ကြီးဌာနကရောလိုက်ပြီးတော့ဆောင်ရွက်နိုင်ပါမလားရှင့်အန်ကယ်ဘယ်လိုထင်ပါလဲအဲဆောင်ရွက်ရမယ်ခင်ဗျာပြည်ထောင်စုဝန်ကြီးဌာနကအရင်ပြည်ထောင်စုဝန်ကြီးနဲ့အခုပြည်ထောင်စုဝန်ကြီးဌာနမတူတော့ဘူးခင်ဗျာအရင်ပြည်ထောင်စုဝန်ကြီးသည်ပြည်ခိုင်ဖြိုးကခန့်အပ်ထားတဲ့ဝန်ကြီးပြည်ခိုင်ဖြိုးအစိုးရကိုကိုယ်စားပြုတဲ့ပြည်ထောင်စုဝန်ကြီးဖြစ်တယ်အခုပြည်ထောင်စုဝန်ကြီးကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်ပြည်ထရေးဝန်ကြီးဖြစ်တယ်အဲ့တော့ပြည်ထရေးဝန်ကြီးသည်အမှန်တကယ်ပြောရရင်ကိုယ်သဘောနဲ့ကိုယ်ဘာမှလုပ်ခွင့်မရှိဘူးလက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်ထရေးဝန်ကြီးဟာသမရရဲ့အောက်မှာရှိပါတယ်အဲ့တော့သမရရဲ့ညွှန်ကြားချက်သမရရဲ့အမိန့်တွေအားလုံးကိုနာခံပြီးဆောင်ရွက်ဖို့တာဝန်ရှိပါတယ်ဒါကြောင့်ပြည်ထရေးဝန်ကြီးအနေနဲ့သဘောမတူရင်တောင်းရင်းခွင့်မရှိဘူးသူလုတ်ကိုလုတ်ရပါလိမ့်မယ်မလုတ်လို့ရှိရင်ကျွန်တော်တို့တာဝန်သူယူရလိမ့်မယ်လေ ီတဲ့ဝင်ကြီးဟာသမရရဲ့အမိန့်ကိုမနာခံဘူးဆိုတာဖြစ်သွားမှာပေါ့ဒါကြောင့်မလို့ကျွန်တော်ထင်ပါတယ်ဒါဟိုထင်မြင်ချက်အရာလူတွေကပြောနေတာပေါ့လေပြည်ထောင်ဝင်ကြီးလုပ်ပါမလားကျွန်တော်ကတော့ယုံကြည်ပါတယ်သူလုပ်မှာပါရွေးစရာလမ်းလည်းမရှိဘူးလုပ်ကိုလုပ်ရမှာပါဟုတ်ကဲ့ပါခင်အဲ့ဒါဆိုရင်ဟိုမကြခင်ကမှရွေးချယ်ထားတဲ့အုပ်ချုပ်ရေးမှုတွေကိုဟိုတာဝန်ကနေပြန်ဖယ်ဖို့ဆိုလို့ရှိရင်ဘလို့အခက်အခဲတွေရှိလာနိုင်မလဲအန်ကဲ ျွန်တော်ထင်ပါတယ်ဒါအစိုးရရဲ့အမိန့်နဲ့လှုပ်တာဥပဒေနဲ့အညီလှုပ်တာဖြစ်တဲ့အတွက်ဘာအခက်အခဲမှမရှိပါဘူးညင်းပယ်ခွင့်လည်းမရှိပါဘူးမနာခံမဲလည်းနေလို့မရပါဘူးအဲ့တော့ပထမပိုင်းကလှုပ်တဲ့ကိစ္စမှာကျွန်တော်စောစောကပြောသလိုအပြက်အနာအစာတွေအများကြီးရှိတယ်ဘဲလိုက်မှုတွေရှိတယ်ဘလောက်ထိအောင်ရှိသလဲဆိုရင်ဥပမာကျွန်တော်တို့ပြည်သူလူထုကရွေးလိုက်တဲ့အများကြိုက်တဲ့ပုံကိုအဲ့ဒီအများကြိုက်တဲ့ပုံကိုဟာပြီးခိုင်ဖြိုးကမကြိုက်ဘူးဆိုရင်မြို့နယ်အုပ်ချုပ်ရေးမှူးကနေတဆင့်ဒီလူတွေကိုဟို တက်မလာအောင်အုပ်ချုပ်ရေးမှုဖြစ်မလာအောင်တခြားလူတွေနဲ့အစားထိုးဖို့လောက်တာတွေကျွန်တော်တို့အများကြီးတွေ့ရတယ်။ရမီရဖတွေနဲ့မြို့နယ်အုပ်ချုပ်ရေးမှုနဲ့စကားများတာတွေကျွန်တော်တို့အများကြီးကြုံရပါတယ်။ရက်ကွက်ကလူတွေနဲ့မြို့နယ်အုပ်ချုပ်ရေးမှုနဲ့အဆင်မပြေဖြစ်တာတွေဆန္ဒပြတာတွေဒါတွေကျွန်တော်တို့အများကြီးကြုံရပါတယ်။အတိတ်ပဲကပြီးခဲ့တဲ့ရွေးကောက်ပွဲမှာကျွန်တော်အကုန်လုံးကိုမဆိုပါဘူးတရားသဖြင့်ဖြစ်တဲ့နေရာတွေလည်းအများကြီးရှိပါတယ်။အလားတူပဲမတရားသဖြင့်ဖြစ်တဲ့နေရာတွေလည်းအများကြီးရှိပါတယ်။ ဲ့တော့ပြောဆိုစရာဝေဖန်စရာတွေအများကြီးရှိနေတဲ့အခါကျတော့ကွက်ပြီးတော့လှုပ်တာတဲ့ဆိုင်ရင်အခုလိုတနိုင်ငံလုံးအတိုင်းအတာနဲ့အားလုံးပြန်ရွေးမယ်စနစ်တကျရွေးမယ်ဒီမူနဲ့ရွေးမယ်ဒီပေါင်နဲ့ရွေးမယ်ဆိုပြီးတော့ဒီလိုတတ်တတ်မတ်မတ်လှုပ်လိုက်လို့ရှိရင်ပုံမူကောင်းမွန်တဲ့အနေအထားတရက်ကိုရောက်သွားလိမ့်မယ်တကယ်ပြည်သူလူထုကိုကိုစားပြုတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေပေါ်ပေါက်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဘာဖြစ်လို့တော့ဆိုတော့ကျွန်တော်ဒါအကြောင်းရှိပါတယ်ပြောတာပြီးခဲ့တဲ့ရွေးကောက်ပွဲမှာဥပမာလှိုင်းမှာဗျာကျွန်တော်တပည့်တယောက်သူဝင်ရွေးခံတယ်သူပြောပြလို့ကျွန်တော်သိတာပါပဲ။ ဲ့တော့ဆဲအိမ်ကိုတယောက်ရွေးတဲ့အခါမှာဆဲအိမ်ကိုဆိုကြပါဆိုကျွန်တော်တို့အိမ်နံပါတ်1ကနေ30ကိုဖွင့်လိုက်ပေါ့ဆဲအိမ်။ तू ကအဲ့လိုမဟုတ်ဘူးအိမ်နံပါတ်1ရဲ့5ရဲ့15ရဲ့30ရဲ့သူ့အမျိုးတွေ तू နဲ့ပတ်သက်တဲ့လူသူ့မဲပေးမဲ့ဟာကိုဆဲအိမ်ဖွင့်တယ်။ဆိုတော့အဲ့ရမျိုးတွေလုတ်တဲ့အခါကျတော့ဒါလုံးဝတရားမျှတမှုမရှိတော့ဘူးလေ။ဒါပုံစံမကြဘူးလို့ခေါ်တယ်အဲ့တော့အခုပုံစံတကြပေါ့နော်အိမ်နံပါတ်1ကနေ30ကိုဒါတစုအာတခါ71ကနေ20တစုအဲ့သူ့မျိုးကိုမျိုးမခွဲတော့ဘူးပေါ့ဗျာအ ဲ့တော့အဲ့ဒီလိုမျိုးစနစ်တကျကျွန်တော်တို့ပြန်ရွေးမှတကယ်ပြည်သူကိုကိုစားပြုတဲ့အုပ်ချုပ်ရေးမှုတွေပေါ်လာမယ်။ဘာဖြစ်လို့ဆိုကျွန်တော်တို့သွားကျင်တာကတကယ်ပြည်သူအုပ်ချုပ်ရေးဒီမိုကရေစီအုပ်ချုပ်ရေးကိုသွားကျင်တာဟုတ်ဗျ။ဒါလို့ဆိုရင်အခြေခံအကျဆုံးဖြစ်တဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေကိုတကယ်ဒီမိုကရေစီနီးလမ်းကျကျရွေးချယ်ခြင်းဟာဒါအကောင်ဆုံးပြည်သူအတွက်အကျိုးအရှိဆုံးလို့ကျွန်တော်တို့ကဒီလိုယူဆတယ်။ဟုတ်ကဲ့ပါအင်ကဲအခုလိုမျိုးဟိုတိတိချာချာကိုရှင်းပြပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်လည်းရှင်းပြခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဒီရက်ွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုတွေကိုပြန်လဲရွေးချယ်ခန့်အပ်ဖို့အတွက်နိုင်ငံတော်သမ္မတရုံးကနေပြည်ထောင်ဝန်ကြီးဌာနကိုဟိုအကြောင်းကြားစာထုတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှေ့နေဥက္ကဋ္ဌကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းခဲ့တာပါရှင်ဆက်လက်ပြီးတော့သတင်းတွေကိုလည်းတင်ဆက်ပေးသွားပါဦးမယ်ရှင်